င်္ဂလာပါရှင်။ရန်ကုန်ခေတ်ရဲ့ This Week အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကတော့မြန်မာနိုင်ငံအတွင်းမှာတပတ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကို ရွေးချယ်ကောက်နှုတ်တင်ဆက်ပေးနေတာပါ။ကဲဒီတပတ်ထဲမှာတော့မင်းအောင်လိုင်းကသူတို့ရဲ့အကြမ်းဖက်စစ်ကောင်စီအစည်းအဝေးမှာသွေးယူသွေးတန်းနဲ့ပြောချင်ရာတွေ ပြောပြီးပြည်သူတွေကိုအပြစ်ပုံချ နေပြန်ပါပြီရှင်။သူ့ပါသူအာနာငန်းငန်းတဲ့ယူပြီး တိုင်းပြည်ကိုလူယူပြီးတော့မှမလောက်တဲ့မကင်တဲ့နဲ့လှုပ်ချင်ရတွေလှုပ်လို့တိုင်းပြည်စီဝိုင်းလူမှုရေးတွေကြောက်ထဲထိုးကြကုန်တော့မှပြည်သူတွေအလုံးမလုံးလို့ဝင်ငွေနေပြီးကုံစည်းနှုံတက်တာတို့ပြည်ပထွက်တဲ့သူတွေများလို့နိုင်ငံခြားငွေစည်းမြင့်တက်ကုန်တာတို့လုပ်ငန်းရှင်တွေဆိုလဲလိုအပ်သလောက်ဖြည့်ဆည်းပေးပေမဲ့လဲထိုက်တင်သလောက်အောင်မြင်မှုမရှိဘူးဆိုပြီး သူ့ညံပြင်းမှုကိုဖုံးကွယ်ပြီးပြည်သူတွေကိုအပြစ်တင်ပြောဆိုနေလိုက်တာများရှင်။အန်အော်လွန်းလို့သေတော့သေတော့မယ်လို့ပြောရမလို့ဖြစ်နေပြီရှင်။တကယ်တော့သူ့အာဏာလုလိုက်လို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထွက်ကုန်ပြီးနိုင်ငံခြားဝင်ငွေကရော့ဝင်ငွေရော့တော့၃၀ရာမရှိလို့ငွေဆက်ကိုရိုက်ထုတ်သုံးလို့ငွေကြေးဖောင်းပွားပြီးမြန်မာငွေတန်ဖိုးရော့လာတာအခုတော့ဘာမှမဆိုင်ပဲ ြည်သူကိုအပြစ်တင်တာကြည့်တော့စေအုပ်စုတစ်စုလုံးပေါင်းလို့ဉာဏ်ရည်မြင့်ရဲ့လာလို့မေကွန်ပြန်ထုတ်ရမလို့ဖြစ်နေပြီပေါ့ရှင်နိုင်ငံခြားရည်ရည်မြုံနယ်မှုတွေဆိုတာကလည်းထွက်တော်မှာပေါ့ရှင်အာနာရှင်ဆိုတာသူတို့ဗဇက်ကထွက်သမျှကိုဥပဒေလုပ်လို့လို့ဘသူပါပြောပြောလက်မခံတဲ့ကောင်စားမျိုးတွေဖြစ်နေတော့စီဝါရေးလဲတီတီငင်ငင်လုံမရတော့ထွက်ကုန်တာမဆန်းပါဘူး အင်းဘေးကကောင်တွေကလည်းစားကောင်းအောင်မြှောက်ပင့်ပြောဆိုအဲ့လိုပြောဆိုသမ ्या ကိုလည်းကိုင်းနေအောင်ကပြီးမင်းအောင်လိုင်းလို့တတိုက်လိုက်လို့တော့တာပါပဲလုတ်ပြီးပောက်ကရ40ဖြစ်တော့မှ ပြည်သူမကောင်းဘူးဖြစ်ရတယ်မှတ်တောင်ထားရအောင်မရှင်အဲ့တော့ပြည်ရင်းမှာရောင်60တက်တိုက်ကလှုပ်ချင်ရလှုပ်နေတော့ငွေကြေးအတော်တန်ရှိတဲ့သူတွေကလည်း ရှိသမျှစီးစိမ်တွေမလာတတိုက်လုတ်လို့မပြုတ်ခင်မှာရောင်းချပြီးအိနီချင်းနိုင်ငံကို ပြောင်းပြေးတာလေတာမန်လူတွေဆိုတာလေပြည်ထဲမှာဘာမှမဲမဲရရအလုပ်မရှိတော့နိုင်ငံခြားထွက်ကြတာပေါ့ရှင်ဒီမှာတွင်မင်းအွန်လိုင်းတို့စစ်အုပ်စုကပြည်သူကိုဒုက္ခပေးတာရက်မလားအောင်မရတဲ့မရက်ဘူးရှင်နိုင်ငံနဲ့သူတို့စစ်အုပ်စုစစ်ရှုံးလာတော့စစ်မှုရန်ခေါ်တာတမျို ပေါ်တာဆွဲတာတဖုံနဲ့အလုတ်လုံနိုင်တဲ့လူငယ်တွေကိုတေရင်းတွဲကိုဆွဲခေါ်တော့ဘယ်လူငယ်မှမလိုက်ချင်တော့ရှိသမျှရောင်းချပေါင်နှံချင်းကပြီးကို့တိုင်းပြည်ကနေတခြားတိုင်းပြည်ကိုကြိုက်ကြိုက်နဲ့ထွက်ပြေးကြရတာလေနောက်ပြီးပြည်ပမှာရောက်နေတဲ့အလုသမားတွေကို အခွန်ငွေဘလို့ရအောင်မစီုံပဲချိန်လာ၆လလှုပ်လို့လို့ပြည်တွင်းကလူငယ်တွေကိုလည်းအတင်းကျပ်စစ်မှုထမ်းခိုင်းဖို့လှုပ်တော့ လူငယ်တွေထွက်ပြေးပြေးတော့ပြည်ရင်းမှာအလောက်အကန်လုံမဲ့သူမရှိ မရှိတော့ပြန်လာပါပြည်ရင်းမှာလုံခြုံပါတယ်ဆိုပြီးမေအောင်လိုင်ကထွက်ခေါ်နိုင်ငံချမ်းဝင်မထွက်အောင်ပြပသွင်းကုန်တွေကိုပိတ်ပင်တော့ပြည်ရင်းကဘာတစ်ခုမှမထုတ်နိုင်တော့ကုန်းစင်းတို့မြင့်လာပြီးဂျာအေးသူ့မေရိုက်တယ်လို့ပဲလုံးလေချလေလိုက်ပြီးမေအောင်လိုင်တို့ပစွန်အုံနောက်တိုက်လို့လို့တိုင်းပြည်လဲဆင်းရဲတွင်နဲ့ ဒလင့်ကောက်ကွေးလင့်ကြပါလေရောဒါတော့သူတို့ကြောင့်မဟုတ်ပဲပြည်သူကြောင့်ဆိုတဲ့အချိုးမျိုးနဲ့သူတို့စစ်ကောင်စီအစည်းအဝေးတွေမှာလည်းနိုင်ငံလုံးကမင်းအောင်လှိုင်ကသူရဲ့ကောင်ပဲတန်တဲ့သူတွေမကောင်းဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြည်သူတွေကိုဗလိမ့်နေတာမြင်မကောင်းဘူးအရက်ကလို့ရေလို့နေပြည်တော်ကအကြက်ဖက်စေအောင်စုကြားကောင်းအောင် အော်ပြောလိုက်ချင်း တော့တာပါပဲရှင် မင်းအောင်လိုင်းတို့လင်ညာမှုကတော့တကဘာလုံးကိုပက်လိန်နေတဲ့တရုတ်ကြားဖြန့်ကတော့အဖေပြန်ခေါ်ရလောက်အောင်ပြောင်းလင်းပြောင်းစားလုပ်တဲ့နေရာမှာတော့ဆရာကြတာကိုလည်းပြည်သူတွေသိနေလောက်ပါပြီရှင်သူတို့စေအုပ်စုဟာသူများမလိန်ရရင်ကိုယ်ပေါင်ကိုတောင်ပြန်လိန်မဲ့လူစားမျိုးတွေပေါ့ရှင်ဒီတစ်ပတ်ထဲမှာတိုက်ပွဲပြင်းထန်နေတဲ့ဗမော်မြို့မှာရိတ်ခါလာပြီးပို့တဲ့စစ်ကောင်စီရဲ့ရဟတ်ရင်၃စီးကို KIA ပြစ်ချလို့နှစ်စီးဟာပြက်ကျသွားပါတယ်ပြစ်ချလို့ပြက်ကျသွားတဲ့ရဟတ်ရှင်တွေရဲ့ရုပ်တံတွေလည်းနောက်နေတော့မကူပဲလူမှုကွန်ရက်တွေမှာတက်လာခဲ့ပါတယ်ဒါပေမဲ့အကျန်းဖက်စေအုပ်စုရဲ့ထုံးစံတိုင်းကနဝူးသတင်းတက်လာတဲ့သတင်းအမှားတွေပုံဟောင်းတွေနဲ့ဖြာနေတာလို့ဆိုပြီးအတန်မျိုးစုံထွက်လာပါလေရောရှင်အကျန်းဖက်စေအုပ်စုရဲ့အယိုးရင်စား lobby ကြော်ဆိုးဥလို့ဆိုရင်တက်သေးပြပါတော့ ဘယ်မလဲပုံရှိလားဆိုပြီးသခင်အာရဂျွန်ဘာဝဝိုင်းဟောင်ပါလျောအဲ့လိုတွေအာချောင်ပြီးတိတ်မကြဘူးရုပ်တံဖိုင်တွေထွက်လာတာတော့ပုံဟောင်းနဲ့ AI ဆိုပြီးဖင်ပိတ်ငင်းချင်ကြသေးတာသူတို့ပထွေသတင်းမှားတွေခဏခဏထုတ်ပြန်လွန်းလွန်းသတင်းမှားထုတ်ပြန်ရေးအဖွဲ့လိုတော်ပြည်သူတွေခေါ်ကြတဲ့သတင်းလင်ပြန်ကြားရေးခေါင်းဆောင်ဇော်မင်းထွန်းကလည်း ပြက်ကျသွားတာမှန်ပါရဲ့ဆိုမှစစ်လော်ဘီတတိုက်နာနုဖျက်ရက်ခံရတယ်လို့အတန်တိတ်သွားပါလေရောဒါတော့သူတို့ပထွေသတင်းလင်ပြန်ကြရဲ့အဖွဲလေးတန်းလိုက်ပြီးဆက်ချုပ်ရင်းလို့ ပြက်ကျတာပါဆိုပြီးအရှက်မရှိပြောနေကြသေးတာအန်အောလုံးလုံးသေတော့မရှင်းဒီလောက်ကလေးတွေပါ မချမ်းလေချောင်းကနေဘုံကျဲတက်ပြတ်နေတဲ့လူသက်ကောင် လေရင်မှုနဲ့မသားအလောင်းတွေရဲ့ရုပ်တံတွေ တွေ့နေတာတော့မပြက်ကြဘူးတို့ ဆက်ချို့ယွင်းလို့ဖြစ်တာတို့လုံနေကြသေးတာပြည်သူတွေကတော့စစ်ကောင်စီတင်းလိန်ပြန်ကြားရေးထုတ်ပြန်ချက်တွေထွက်လာတဲ့နောက်ပိုင်းလူမှုကွန်ရက်တွေမှာ အမလေးလေးအဲ့လို ထုတ်ပြန်ပါမလားစိုးရင်လိုက်ရတာတို့မူသားနှက်ခတ်နဲ့မွေးလာတဲ့ကောင်တွေတို့သူတို့ကတော့လိန်မှာပဲမယုံတဲ့လူတွေယုံဖို့လိန်တာမဟုတ်ဘူးယုံတဲ့လူတွေယုံဖို့လိန်တာအများတဲ့လိန်မှာဒီကောင်တွေကတော့စတဲ့မှတ်ချက်တွေ ဘလို့ပြန်အောင်ရေးတော့တာပေါ့ရှင်တကယ်လဲပြည်သူတွေပြောတဲ့အတိုင်းပဲနောက်တနေ့မှာတော့ကျမတို့စစ်တပ်သတင်းမျိုးတွေပြောပြတာကတော့ဗမော်မျိုးထဲမှာစစ်ရဟရင်ပြစ်ချခံရတာမဟုတ်ဘူးဆိုပြီး သတင်းဖုံးကွယ်ထားပြီးဆက်ချုံရင်းလို့ပြက်ကြတာဗမော်မှာသူတို့စစ်နိုင်နေတယ် KIA အလောင်းတွေပုံနေတာပဲဆိုပြီးသတင်းဖုံးကွယ်ဖို့လိုက်ပြောနေတဲ့အဲ့ဒါသာကြည့်တော့ပြည်သူကိုလိမ်မရတော့ သူတို့တက်ထဲမှာပုံသွင်းထားတဲ့နလဘိန်းလုံးတွေကိုလိုက်လေနေတော့တာပါပဲလင်းစရာမရှိ ကိုပေါင်ကိုပြန်လိမ်မဲ့လူစားမျိုးတွေဆိုတာလိုက်ပြစရာမလိုအောင် မြင်နေရတာပေါ့ရှင်အဲ့ဒီရရင်ပြစ်ချခံရတဲ့ဖြစ်စဉ်မတိုင်ခင်ကလည်းမွေးစေးဝါးတွေမိတဲ့အခါမှာအေအေကလောက်တာပါဆိုပြီးတော်လေးအဖွဲစည်းကို ပုံဖြက်လိမ်လေထုတ်ပြန်ပါသေးတယ်ရှင်အေဘက်ကဥခိုင်ဒုက္ခကနေပြီး ဒါတွေဟာအခြေမြစ်မရှိတဲ့ဆွဆဲချက်တွေဖြစ်ပြီးအေအေကိုမွေးစေဝါနဲ့ပတ်သက်တယ်လို့စစ်တပ်ကမကြာခဏဆိုသလိုဆွဆဲမှုတွေကိုလှုပ်ဆောင်လေးရှိတယ်လို့တုံ့ပြန်ခဲ့တယ်လို့လက်ရှိကာလမှာစစ်တပ်ကတပင်းရင်ကလူမမယ်ကလေးငယ်တွေကိုတပ်ဖြတ်ခြင်းအပါအဝင်စစ်ရာဇဝတ်မှုတွေကျိုးလွန်ခဲ့တာတွေဖုံးကွယ်ခြင်းလို့လိန်လေထုတ်ပြန်တာဆိုပြီးပြောခဲ့ပါသေးတယ်။နောက်ပြီးတော့မြန်မာနိုင်ငံမှာလောင်းကစားမှုရေးစေဝါကြားဖြတ်အမှုတွေကို စစ်ကောင်စီနဲ့ဗိုလ်ချုပ်ကြီးတွေကသာထင်းချို့လောက်ကန်နေတာဆိုပြီးဂျက်နဲ့လက်နဲ့ပြန်တုံ့ပြန်လိုက်တော့ဂျက်ဘိုးကိုလက်ဖြစ်အောင်ပြောတတ်တဲ့သတင်းလိန်ဇော်မင်းထွန်းတို့အုပ်စု ခွေးအာကြီးလဲနှင်းလိုက်တယ်လို့မျိုးဘာမှပြန်မပြောနိုင်လောက်အောင်ဖြစ်နေတော့တာပေါ့ရှင်ဒါဖာဟုတ်သေးလေလူအများလေးစားကြည်ညိုတဲ့ဝင်းနေမိတ္တာယောဆရာတော်ကိုလည်းစစ်တပ်ကပြစ်တတ်တုံးကလည်းခက်တတီပဲ PDF တွေလုတ်တာပါလို့ဆိုပြီးနိုင်ငံပိုင်သတင်းစာတွေအသုံးချပြီးစစ်အုပ်စုက ပြောင်းလဲခဲ့ကြသေးတာဝင်းနေမိတိုင်အောင်ဆရာတော်နဲ့အတူလိုက်ပါလာတဲ့ဆရာတော်ဖရာကြီးကအမှန်တရားကိုဖွင့်ချပြလိုက်တော့မှမင်းအောင်လိုင်းတို့စစ်အုပ်စုရဲ့အလဲညာတွေဟာဘူးပေါ်သလိုပေါ်လာပြီးအဆက်တွေပြန်ပြန်ကွဲခွဲတာပါပဲဒါတော့လာတောင်းပန်တဲ့အခါမှာဟိုလူလွှဲချဒီလူလွှဲချလုံလိုက်သေးတာ တရားဓမ္မတွေထဲမှာတော့လိန်လေတက်တဲ့သူဟာသူမလုတ်ရဲတဲ့အကုသို့ဆိုတာမရှိသလိုလိန်လေမှုကိုလက်ခံကျင့်သုံးနေတဲ့သူဟာလည်းသူမလုတ်နိုင်တဲ့အကုသို့ဆိုတာ မရှိဘူးအကုန်လုံးနိုင်တယ်လို့လည်းဆိုထားပါဗျ။ဒါကြောင့်မလို့လားမသိဘူးရှင်။အာနာမသိခင်ကမင်းအောင်လိုင်းဗဇက်ကနေမလုတ်ရဲတာမရှိဘူးလို့ကြုံဝါခဲ့တာ။စကားတွေကဇာတိပြဆိုသလို လူလင်လူရုပ်စစ်ကောင်းဆောင်မင်းအောင်လိုင်းဦးဆောင်တဲ့စစ်အုပ်စုဟာသူတို့ရဲ့ပင်ကိုဇာတိအတိုင်းတနိုင်ငံလုံးကပြည်သူတွေအပါအဝင်ကလေးတွေပါမချမ်းအစွမ်းကုန်ရက်ဆက်ရုပ်မာနေတာကိုလည်းတွေ့နေရတာပေါ့ရှင်ပြည်သူချင်ပတ်အာကုသူကောင်မင်းအောင်လိုင်းကတော့တပတ်တစ်မျိုးမရိုးရအောင်ပြက်လုံးထုတ်နေတာ အခုလဲဆုံးရှုံးသွားတဲ့နေမြေတွေရေကောက်ပွဲမတိုင်ခင်မှာ ပြန်သိမ့်ဖို့အတွက်အစည်းအဝေးတွေဇက်တိုက်ခေါ်နေပါတဲ့ရှင်ဆုံးရှုံးသွားတဲ့မြို့တွေပြန်သိမ့်မယ်နေမြေစိုးမွေလုံမယ်ထိုးစစ်ဆင်မယ်လေချောင်းကနေတိုက်ခတ်မယ်ဆိုပြီးနေပြည်တော်ကစစ်ရုံးမှာစစ်ရှုံးသမားမေအောင်လိုင်ကစီးဆိုင်ရာအစည်းအဝေးတွေဇက်တိုက်ခေါ်နေရလို့နေပြည်တော်စီးရေးသတင်းမြစ်ကကျမတို့ကိုပြောပြထားပါဗျာ မင်းအောင်လိုင်းတို့စေအိုစုအဲ့လိုအချောင်းနေတာအခုမှမဟုတ်ဘူးအာနာသိမ့်ပြီလို့တနေ့ကြာပြည်သူကာကွယ်တက်မတော်ပေါ်လာပြီးကရကပြောနေတာတမျိုးပြီးတမျိုးသားတော်လန်ရဲ့အဖွဲ့ရစီပါသွားတယ်တမျိုးမှပြန်မတိုက်နိုင်ဘူးပြောလိုက်ရင်တော့စင်ဖမ်းမယ်ကြားဖမ်းမယ်နဲ့လက်တွေ့ဘဝမှာခြင်နောင်ပိုင်အောင်မရနိုင်ဘူးလို့ဆိုရမှာဖြစ်တယ်လို့အသိခံရတဲ့မြို့ပေါင်း60ကျော်ကိုမေအောင်လိုင်းတို့စစ်ရှုံးအာမီကမြေပြင်မှာမတိုက်နိုင်တော့ လေချောင်းအားကိုနဲ့စာတင်ချောင်းတွေဆေးရုံတွေကိုတိတိကျကျနဲ့ငါမနိုင်ရင်ဝိုင်းလံပစ်မယ်ဆိုတဲ့အချိုးမျိုးနဲ့ဘုံလိုက်ကျင်းနေတာပြည်သူတွေလည်းအသိကြီးပါရှင်ဒါတော့လုတ်သေးတာအကြမ်းဖက်စေအုပ်စုနဲ့သူတို့ကိုထောက်ခံတဲ့ဂျလုံးပလုံးတိုးဆတွေက PDF တွေရှိတယ်မြုပ်ပြတ်တယ်အမလေးလေးအန်အောလုံးလုံးသေတော့မယ်အခုလဲဆုံးရှုံးထားတဲ့မြို့တွေကိုပြန်သိမ့်မယ်ဆိုပြီးလုံနေတော့ သူတို့ဂျလုံးမလုံးအတူအဆစစ်တပ်ထောက်ခံတွေပြောသလိုမြေကျန်ရင်တော်ပြီဆိုတဲ့အောက်တန်းကြတဲ့အကျင့်အတိုင်းမဲမဲမြေယာကိုလဒါကြီးလလငယ်အတွေ့အတွေ့နဲ့စာတင်ကြောင်းဖျားရီပါမကြက်လိုက်ဘုံကျဲမှာမြေယောင်ပါသေးတာပေါ့ရှင်လေးမပါရင်စစ်မတိုက်တက်တော့တဲ့အကြက်ဖက်ဆေုပ်စုက ဆုံးရှုံးထားတဲ့မြို့တွေကို ပြန်သိမ်းမယ်နေမေဆိုးမျိုးကြီးလုံမယ်ဆိုတော့ လူရှင်တော်တွေထက်ပြက်လုံးထုတ်တာ ပိုကောင်းနေတယ်လို့ရွက်ပြောရမလို့ဖြစ်နေပြီးမြို့တွေပြန်သိမ်းဖို့နေတာအနာတော်ကတ်မရလို့လဒတွေအားကိုးနေရတာကိုလေးလာကျဲနေတယ်ရှင်လာရှိုးမြို့ကိုတော့တရုတ်ပေါင်ကြားရဲ့ခြေထောက်ဖက်လေးဘဲထောက်ခဲ့ရတာအားလုံးလည်းသိပြီးသားဖြစ်မှာပါရှင်သူတို့အားကိုးနေရဲ့လေချောင်းကလဒတွေဆိုတာလေဒီပတ်ထဲမှာ KIA ကกินလိုက်လို့ လဒါကင်ဖြစ်သွားတာအာလုံးအတိပဲလေတစ်ဖက်မှာဗမော်မြို့မှာပိတ်မိနေတဲ့အကျန်းဖက်တပ်ဖွဲ့ဝင်တွေကိုမြေပြင်ကနေထောက်ပို့လို့မရတော့လို့လေကြောင်းကနေထောက်ပို့လုပ်နေချိန်မှာ KIA ကစော်ထည့်လိုက်လို့ထိမှန်လို့ပြန်ပြေးပြီးမကြဘူးပြက်ကြသွားလို့ကချင်ခေါင်ရီခြုံမြမြလဒါကင်နဲ့မြည်လိုက်ရဆိုသလိုဖြစ်နေတာကိုလည်းတွေ့ရပါတယ်အဲ့ဒီမှာ KIA စီးရဲသတင်းမြစ်တွေစီကနေရရှိတဲ့ရုပ်သံဖိုင်တွေရဆိုရင် လေပဲမျိုးထက်အောင်ဆိုတာလေခွေးသေးဝက်သေးသင်နေတာကိုပြည်သူတွေတွေ့ပြီးသားဖြစ်မှာပါအဲ့လိုသေလို့ပြည်သူတွေဝမ်းနေနေတယ်ထင်သလားတစက်ကလေးမှဝမ်းမနေတဲ့ပြင်ကလေးမှန်မသိဖျားမှန်မသိဖုံးကြီးကြောင်မှန်မသိနားမလည်နဲ့တိတိကြီးနဲ့ဘုံကျဲနေတဲ့ကောင်တွေသေတာဖြစ်လို့ပြည်သူတွေရဲ့မှတ်ချက်တွေနဲ့လေရက်ကကောင်တွေရဲ့မိသားစုတွေ ထောက်ခံသူတွေရှက်တက်မယ်ဆိုရင်ပြည်သူတွေရဲ့စကလုံးတွေအောက်မှာနေသေလို့ရနေပြီအင်းရှက်တက်မဲ့သူတွေလည်းဟုတ်ဟန်မပေါ်ပါဘူးရှင် ခလေးတွေကိုဘုံကျဲတက်ဖြတ်တုံးကတော့ငါတို့လှုပ်လိုက်နိုင်ပြီးကွဆိုပြီးဂုံစာနေတဲ့မိစ္ဆာတွေပဲလေအခုတော့နောင်ဘွားလာမကူဘူးဝစ်ဆိုတာတန်းလေပြီးငရေတန်းစင်းတော့တာပါပဲကြံသေးတယ်နောက်ထပ်ဝင်းကနေ လက်မလေးတစ်ချက်နှိမ့်နှိမ့်ပြီးငါကော့ဆိုပြီးဂုံစာနေတဲ့ကောင်တွေအကင်ခံရပြီးခွေးတေဝတ်တေတေအောင်မှာအလဲဆိုတာနာဝအထိမဆမှုဆိုတာမျိုးထက်အောင်လို့လူသက်ကောင်ဖျက်ကတက်တေပြနေတယ်နော်ရှင်တို့တေလို့ဘယ်ပြည်သူစစ်စစ်ကမှဝမ်းမနေဘူးထကတ်လို့ရရင်ထကနေမဲ့သူတွေကြီးပဲဆိုတာလူမှုကွန်ရက်ကမှတ်ချက်တွေကိုကြည့်ရင်သိနိုင်ပါတယ်ရှင်ပြောချင်တာကတော့ရှင် မျိုးတွေကိုပြန်ပဲသိမ့်သိမ့်မသိမ့်သိမ့်ကိုစိုက်ခဲ့တဲ့အတိုင်းပြန်ရိတ်သိမ့်မရမှာဖြစ်ပြီးဝတ်ဆိုတာ နောင်ဘွားမကူပဲချက်ချင်းလှငင်အကျိုးပေးတိုင်းဖြစ်လာမယ်ဆိုတာကိုပြောချင်တာပါပဲရှင်ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့ဒေသွေအစီအစဉ်ကိုတက်ဆက်ပေးတာပဲဖြစ်ပါတယ်ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမမြပါ